အခုတင်ဆက်ပေးမယ့်သတင်းကတော့အဆောင်တချို့မှာကားပါကင်အလုံးလောက်ထားရှိဖို့ကိုကင်းလုခွင့်ပြုထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ကုန်မြို့မှာအသစ်ဆောက်လုပ်မဲ့အဆောက်အုံတွေမှာကားပါကင်အလုံးလောက်ထားရှိဖို့တတ်မှတ်ထားပေမဲ့ NLC အဆောက်အုံဖြစ်တတ်မှတ်ခံရပြီးတော့ပြန်လည်ဆောက်လုပ်တဲ့အဆောက်အုံတချို့မှာတော့ကားပါကင်ထည့်သွင်းမှုကိုကင်းလွတ်ခွင့်ပြုထားတယ်လို့ရန်ကုန်မြို့တော်စီပင်သာရေးကော်မတီအဆောက်အုံဌာနကနေသိရှိရပါတယ်။ အန်ရရှိအဆောက်အုံတွေအစ်စ်ပြန်ဆောက်ပြီးရင်မူလပိုင်ရှင်ကမြင်းကြီးတဲ့ပဲပြန်လိုချင်ကြတာကြောင့်ကားပါကင်လုပ်လို့အဆင်မပြေနိုင်ကြောင်းနဲ့အချို့မြေွက်တွေကလည်း ကျင်းနေတဲ့အတွက်ကပကေမထည့်နိုင်တာကြောင့်ကင်းလုတ်ခွင့်ပြုထားတာဖြစ်တယ်လို့ရန်ကုန်မြို့တော်စီပင်သာရေးကော်မတီအဆောက်အုံဌာနကတာဝန်ရှိသူတဦးကပြောပါတယ်။လက်ရှိမှာအသစ်ဆောက်လုပ်မဲ့အဆောက်အုံများမှာအခန်းတစ်ခန်းလျင်ရပ်နိုင်တဲ့ကပကေမှာထားရှိရတဲ့အဆိုပါကပကင်ကိုဆောက်လုပ်မဲ့အဆောက်အုံရဲ့မိသည့်နေရာ၌မဆိုထည့်သွင်းနိုင်ကြောင်းသတ်မှတ်ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ရန်ကုန်မြို့မှာအဆောက်အုံတင်များဆောက်လုပ်ရာတွင် ကားရနာရန်နေရာများထည့်သွင်းရန်ရခင်ကလေးကတတ်မှတ်ထုတ်ပြန်ထားတော်လဲ2022ခုနှစ်အတွင်းကားအစီးရေပုံမိုတိုးပွားလာပြီးကားပါကင်မရှိတဲ့ပြဿနာကိုပုံမိုရင်ဆိုင်လာရတာဖြစ်ပါတယ်။ရန်ကုန်မြို့မှာပြီးခဲ့တဲ့2022ခုနှစ်အတွင်းက NLR အစအုံဖြစ်တတ်မှတ်ခံရတဲ့အစအုံပေါင်း68လုံးရှိပြီးတော့အဲ့ဒီထဲကမှအစအုံ20ကိုသာအစ်စ်ပြန်လဲဆောက်လုပ်နိုင်ပြီးတော့ကျန်အစအုံတွေကိုတော့အစ်စ်ပြန်လဲဆောက်လုပ်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။